မင်္ဂလာပါခင်ဗျာ MCN သတင်းဌာနကနေနေ့စဉ်တင်ဆက်ပေးနေတဲ့ Business Today အစီအစဉ်ကကြိုဆိုပါရစေ Business Today အစီအစဉ်မှာဆိုရင်တော့နေ့စဉ်နိုင်ငံကသုံးငွေကြေးပေါက်ဈေးနှုန်းတွေနဲ့အတူရွှေဈေးနှုန်းစက်သုံးစီဈေးနှုန်းစံဈေးနှုန်းနဲ့တခြားစီးပွားရေးဆိုင်ရာထူးခြားတဲ့သတင်းတွေကိုအစီအစဉ်တင်ဆက်ပေးသွားမှာပါထမောင်းဆိုးနေတဲ့နေ့စဉ်နိုင်ငံကသုံးငွေကြေးပေါက်ဈေးနှုန်းတွေကိုကြေညာပေးသွားမှာပါဒီကနေ့2016ခုနှစ်နိုဝင်ဘာလ16ရက် ပုတ်တဖူးနေဘိုဘန်ကထုတ်ပြန်တဲ့ငွေကြေးစည်းကွက်တွေမှာဆိုရင်တော့ American Dollar 1289ကျပ်ဥရောပ Euro 1380ကျပ်စင်ကာပူ Dollar 930ကျပ်တရုတ်တယွမ်189ကျပ်အိန္ဒိယ Rupee 78ကျပ်နဲ့မလေးရှား Ringgit 296ကျပ်နဲ့ Thai Baht ကို36.32ကျပ်ပတ်ဝန်းကျင်အသီးသီးဈေးရှိနေပါတယ်ဒီကနေ့မြန်မာနိုင်ငံတော်ဘိုဘန်ထုတ်ပြန်ကြမှာ American Dollar ကို 1289ချက်ထုတ်ပြန်ထားပြီးအရင်နေ့ရတဲ့စာရင်2ချက်တိုးမြင့်ထုတ်ပြန်ထားပါတယ်။ပြင်ပကဒေါ်လာရောင်းဝယ်မှုဈေးနှုန်းကတော့ဒေါ်လာကို1300ကျော်ဝန်းကျင်တိပေါက်ဈေးရှိနေပါတယ်ခင်ဗျာ။ဆက်လက်ပြီးဒီကနေ့ရွှေစည်းနှုန်းအခြေအနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့မြမရွှေစည်းကွက်ထဲမှာညနေ3:00နာရီနောက်ဆုံးရရှိထားတဲ့ဈေးနှုန်းတွေကတော့16ပဲရီတစ်ကျပ်သားအယောင်းစီ8,6500ကျပ်နဲ့အဝယ်စီ 136,500ကျပ်စီးဖြစ်ခဲ့ပါတယ်။ကမ္ဘာရွှေဈေးမှာဆိုရင်တော့တထရိုင်အောင်စောက်ကိုဒေါ်လာ1225.53ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ရွှေဈေးတော့အမနေ့က135,000အောက်ကိုရောက်ရှိခဲ့ပြီ။ဒီကနေ့၃နိုင်ကြီးနောက်ဆုံးရရှိထားတဲ့ရွှေဈေးနှုန်းမှာတော့136,000ကျော်နဲ့အယောင်းဝယ်ဖြစ်ခဲ့ပါတယ်ခင်ဗျာ။ ရန်ကုန်မြို့က73ဒီဇင်းလုံးအခြေအနေကိုတင်ပြရမယ်ဆိုရင်တော့ဒီကနေ့ဒီဇယ်တလီတာကို620ကျပ်ကနေ630ကျပ်ဝင်ခြင်းပရီမီယံဒီဇယ်တလီတာကို635ကျပ်ကနေ650ကျပ်ဝင်ခြင်းအော်ဒိ92တလီတာကို655ကျပ်ကနေ635ကျပ်ဝင်ခြင်းအော်ဒိ95တလီတာကို660ကျပ်ကနေ690ကျပ်ဝင်ခြင်းအသီးသီးပေါက်ဈေးရှိနေပါတယ်။ ီကနေ့73စီဈေးနှုန်းတွေမှာဒီဇယ်နဲ့ပရီမီယံဒီဇယ်တွေဟာဈေးနှုန်းအနည်းငယ်စီကျဆင်းနေတာပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့တော့စံဈေးနှုန်းအပြောင်းလဲတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့အမတာစံကျန်းတအိတ်ကိုစံရည်သွေးပေါ်မူတည်ပြီး19500ကနေ21000ကျပ်ပဝန်းကျင်ရှိပြီးစံရောပေါ်စံမွေတိတ်ကိုလည်းအရေးသေးပေါ်မူတီက3000ကနေ3600ကျပ်ရှိတယ်လို့မြန်မာနိုင်ငံစံသမောင်းကုန်စည်တိုင်းဝါရန်ကနေသိရှိရပါတယ်ခင်ဗျာ။ က်လက်ပြီးဒီကနေ့အတွက်ရန်ကုန် Stock Exchange ကရဲ့နောက်ဆုံးအခြေအနေတွေကိုတင်ပြပေးရမယ်ဆိုရင်တော့ FMI First Myanmar Investment Company Limited ကအစုရှယ်ယာတစုကို16000ကျန်တဲ့ဈေးဖွင့်ထားပြီး16000ရဲ့ဈေးပိတ်ခဲ့ပါတယ်။ MTSA မြန်မာသီလဝါအစည်းအဝေး Horin Fabric Limited ကတော့အစုရှယ်ယာတစုကို4900ကျန်တဲ့စတင်ဈေးဖွင့်ခဲ့ပြီး4900ကျန်တဲ့ဈေးပိတ်ခဲ့တာပါ။ MCB မြန်မာ Citizen Bank Limited ကတော့အစုရှယ်ယာတစုကို6000ကျပ်နဲ့ဈေးဖွင့်ထားပြီး ကိုရောင်ကျက်နဲ့ဈေးပိတ်ခဲ့ပါတယ်ဒီကနေ့စတော့ရှယ်ယာဈေးကွက်မှာအယောင်းဝယ်နေပါပြီဈေးနှုန်းအတက်ကြကလည်းမရှိဘဲတည်ငြိမ်နေတာပဲဖြစ်ပါတယ်ခင်ဗျာ MCN သတင်းဌာနရဲ့ Business Today ရုပ်မြင်သံကြားအစီအစဉ်တွေကို www.mcntv.biz မှာဝင်ရောက်ရှာဖွေကြည့်ရှုနိုင်မှာဖြစ်သလို Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း MCN TV News နဲ့ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ် MCN သတင်းဌာနရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေမှာကြော်ညာထည့်သွင်းလိုရဲဆိုရင်တော့ ဖုန်းနံပါတ်39936398469ကိုဖြစ်စေ email လိပ်စာ neurons.mcn@gmail.com ကိုဖြစ်စေဆက်သွယ်နိုင်ပါတယ်။ Business Today ရုပ်မြင့်တင်ကြားအစီအစဉ်ကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ကတော့အောင်ကျော်မူပါ။